ီနေ့မှာကျမတို့အတူတကွဆင်ခြင်ဖို့ကတော့တုတ်တန်ချံအခန်းကြီး1အငယ်33ဖြစ်ပါတယ်။တုတ်တန်ချံအခန်းကြီး1အငယ်33ဖြစ်ပါတယ်။ငါစကားကိုနားထောင်တော်သူမူကားလုံခြုံစွာနေ၍ဘေးကိုမကြောက်ဘဲငြိမ်ဝတ်လိမ့်မည် Whoever listens to me will live in safety and be at ease without fear of harm. အဲ့တော့ကျမတို့ဖယားသခင်ရဲ့စကားတော်ကိုနားထောင်မယ်ဆိုရင်ရရှိမယ့်အရာတွေကလုံခြုံခြင်းကိုရမယ်ဘေးကိုမကြောက်ခြင်းကိုခံစားရမယ်ငြိမ်ဝတ်ခြင်းကိုရရှိမယ်ဆိုတဲ့အရာတွေကိုတုတ်တန်ဆရာကပေါ်ပြထားပါတယ်ဒီနေ့နားထောင်ခြင်းဆိုတဲ့အရာ listen ဆိုတဲ့အရာကိုကျမတို့တန်ကြည့်တဲ့အခါမှာ L I S T E N listen ဒီ listen မှာဆိုရင်ပထမဦးဆုံးစကားလုံးလေးတစ်လုံးချင်းစီကနေကျမတို့စင်ချင်သွားဖို့ဖြစ်ပါတယ်လို့ love inquire stop test engage နဲ့ nash ဆိုတဲ့စကားလုံးလေးတွေကနေဖယားသခင်ရဲ့စကားတော်ကိုနားထောင်ခြင်းဆိုတဲ့အရာလေးကဘယ်လိုမျိုးလဲဆိုတာကိုကျမတို့စင်ကျင်ဖို့လည်းဖြစ်ပါတယ်လို့ရှလုကာခရစ်ဝင်အခန်းကြီး7အငယ်28ကိုတော်ကဖယားသခင်နှုတ်ကပတ်တရားတော်ကိုနာ၍ကျင်းဆောင်တော်သူသည်မျက်စွာသောမင်္ဂလာရှိသည်ဟုမိန့်တော်မူ၏ ဒီနေ့ကျမတို့ဖရာသခင်နှုတ်ကပတ်တရားတော်ကိုကြားမယ်နားထောင်ပြီးတာနဲ့ကြင့်မယ်လက်တွေ့လှုပ်ဆောင်မယ်ဆိုရင်တော့တာမန်မင်္ဂလာတော်မဟုတ်ပါဘူးမျက်စွာသောမင်္ဂလာကို ရရှိမယ်လို့တမာကျမ်းစာထဲမှာကျမတို့ကိုဟောပြထားပါတယ်ဒါကြောင့်မလို့ဒီနေ့မှာတော့ကျမတို့ဆက်ပြီးတော့ကြည့်ရှုပါမယ် စင်ကြင်ရမယ်ဒါကြောင့်စကားတော်ကိုနားထောင်ခြင်းဆိုတဲ့ love in quarrel stop test anguish nush ကိုကျမတို့ဆက်ပြီးလေ့လာတဲ့အခါမှာပထမအဦးဆုံး love ဆိုတဲ့စကားလုံးလေးကနေကျမတို့စင်ကြင်မှာဖြစ်ပါတယ်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး၄အငယ်၄မှ၄၂မှာ ဘာကြောင့်ကိုဖော်ပြထားလဲဆိုတော့လင်၅ရောက်ရှိဘူးသောရှမာရိအမျိုးသမီးအကြောင်းကိုဖော်ပြထားပါတယ်။သခင်ယေရှုကသူရှမာရိနဲ့ရှုခာမြေရှိတဲ့မြို့ရောက်တဲ့အခါမှာသူမောပန်းလာတယ်။မောပန်းလာတော့ယာကုပ်ရေတွင်းသားမှာသခင်ယေရှုကအနာယူတယ်ကတနာတယ်။တပည့်တော်တွေကတော့မြို့ရဲကိုသွားပြီးတော့အစားအသောက်တွေကိုသွားဝယ်နေတဲ့အချိန်သခင်ယေရှုကသူတယောက်တည်းယာကုပ်ရေတွင်းကိုရောက်တဲ့အခါမှာ ရှမော်ရီမျိုးသမီးတယောက်ကလည်းအဲ့နေရာကိုလာပြီးတော့ရေခတ်ဖို့လာတယ်။လာတဲ့အခါမှာသခင်ယေရှုကငါတောက်ဖို့ရေကို ပေးပါလို့သခင်ယေရှုကတောင်းလိုက်တော့ရှမော်ရီမျိုးသမီးကသူ့ရန်အံ့ဩသွားကြတယ်။သင်ဟာယူဒလူ၊ကျမကရှမာရီလူ။ဘာကြောင့်မလို့တောက်ဖို့ရှိကိုတောင်းလာလေဆိုပြီးတော့တအံ့တအောနဲ့ဒီရှမာရိအမျိုးသမီးကပြောပါတယ်ဒီချီနီကိုဘာလို့ဒီစကားမျိုးပြောရတာလဲဆိုတော့ ရှမာရီနဲ့ယူဒရီယာငိုရီကတယောက်နဲ့တယောက်သူတို့အဆက်အသွယ်မလုပ်ကြဘူး။ဘာကြောင့်လဲဆိုတော့ဣသရီလနိုင်ငံကအရင်တုန်းကနှစ်ပိုင်းရှိခဲ့တဲ့ဣသရီလလူမျိုးတွေမှာတောင်ပိုင်းကယူဒာမြောက်ပိုင်းကဣသရီလဆိုပြီးတော့နှစ်ပိုင်းဒီလူမျိုးတွေဟာရှိခဲ့တယ်ပေါ့နော်ခရစ်တော်မပေါ်မီနှစ်ပေါင်း၈၀၀လောက်ပါဒီလိုရှိခဲ့တယ်အဲ့တော့မြောက်ပိုင်းဣသရီလနိုင်ငံရဲ့မြို့တော်ကရှမာရီ တောင်ပိုင်းယူရာနိုင်ငံရဲ့မြို့တော်ကယေရုရှလင်မြို့ဒီလိုမြို့နိုင်ငံကနှစ်ပိုင်းကွဲနေတဲ့အခါမှာအဲ့ဒီဒေသကြီးနှစ်ခုလုံးမှာတော့ဂျူးလူမျိုးတွေကနေထိုင်တယ်။ဒီလိုပဲမြောက်ပိုင်းဣသရေလကိုလည်းစီးရီးယားတွေကကျူးကျော်တယ်။တောင်ပိုင်းယူဒာကိုလည်းဘာဗုလုန်ကကျူးကျော်တယ်။ဒေသကြီးနှစ်ခုလုံးဟာသူတစ်ပါးရဲ့လက်အောက်ကိုကျရောက်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီမှာထူးခြားတာက မတူညီတာနှစ်ခုရှိတယ်။ အဲ့ဒါပါလဲဆိုတော့သူတို့ဟာဣတရီလာတွေကအခြားသူတွေနဲ့အိမ်အောင်ပဲပြုတယ်။ဒီမြောက်ပိုင်းဣတရီလာက တခြားလူတွေနဲ့အိမ်အောင်ပဲပြုတဲ့အတွက်ဂျူးကပြားလေးတွေမိုးရေးလာတယ်။ဒါပေမဲ့တောင်ပိုင်းယူရာပြည်သားတွေကသူတို့ဘဲချီနေပဲရောက်ရောက်ဘလို့ဘဝမျိုးပဲဖြစ်ဖြစ်တဘာမျိုးသားနဲ့လုံးဝလုံးဝအိမ်အောင်မပြုဘူး။သူတို့ကဇာတိမန်နဲ့ရက်တဲ့ဂျူးသွေးကိုလုံးဝ အယောနောမခံဘူးဂျူးစစ်စစ်ပဲသူတို့ရဲ့သွေးကိုတံပိုးထားတယ်အဲ့တော့နှစ်ပြည်တော်လုံးကလွတ်လပ်ရေးပြန်ရလာတဲ့အခါမှာယူဒာပြည်သားတွေကမြောက်ပိုင်းရှမာရိမြို့တော်မှာရှိတဲ့ရှမာရိတွေကိုသွေးနှောတဲ့သူကပြားတွေဆိုပြီးတော့အထင်မြင်သေးတယ်သူတို့ကခွဲခြားဆက်ဆံတယ်ဒါကြောင့်မလို့အခုရေတွင်းနားမှာရှိတဲ့ရှမာရိအမျိုးသမီးကလည်းသူ့ရှမာရိလူပါဘာလို့ တောင်ပိုင်းသားရှုဒလူမျိုးဖြစ်တဲ့တင်ရလာပြီးတော့စကားပြောတာလေလို့သူရမ်းအံ့ဩသွားတယ်။ဒါပေမဲ့သခင်ရှုကဒီအမျိုးသမီးကိုသူ့ကိုယုံကြည်လက်ခံရင်ထာဝရအသက်ကယ်တင်ခြင်းသက်ဆန်းရေးကိုရမေးဆိုတဲ့အကြောင်းကိုသခင်ရှုကတောက်လျှောက်ဒီရှမာရိအမျိုးသမီးကို သူဟောပြောတယ်။ဒီခါမှာရှမာရိအမျိုးသမီးဘူး ထပ်ပြီးတော့သခင်ရှုရပြောတာသင်လင်ကိုတော့ခေါ်လိုက်အောင်လို့ပြောတဲ့အခါမှာဒီမျိုးသမီးကသူ့မှာလင်မရှိဘူးတဲ့ဒီကသခင်ရှုကပြန်ပြောတယ်သင်ဟာလင်၅ယောက်ရှိခဲ့ဘူးတဲ့မှန်တယ်ယခုလင်ကတော့သင်ရဲ့လင်မဟုတ်ဘူးသင်ဟာမှန်သောစကားကိုပြောပြီလို့ပြောတဲ့အခါမှာအမျိုးသမီးကပို့ပြီးတော့ရှမာရိမျိုးသမီးသူအံ့ဩသွားတယ်သူအခုမှသခင်ယေရှုနဲ့တွေ့ပြီမယ်သူ့မှာလင်၅ယောက်ရှိတာကိုလေသခင်ယေရှုကသိတယ် ဒါဆိုရင်ဒီဟာကတော့ prophet တပါးပါလို့ तू ကယုံလိုက်တယ်။တခင်မှန်း तू မသိသေးဘူး။ဒါပေမဲ့ तू ဘာလုပ်လဲဆိုတော့တမန်တော်တွေတပည့်တော်တွေလည်းရောက်လာ哦။ तू ထွက်သွားပြီးတော့မှသူ့ရဲ့အမှုရာကိုတိတဲ့သူတယောက်ပေါ်ပြီးဒီလူကတော့သခင်ယေရှုပဲဖြစ်မယ်လို့ ခရစ်တော်ပဲဖြစ်မယ်လို့သူတသက်ခံတဲ့အခါမှာလူအများကြီးဟာသခင်ရှုကိုယုံလာတယ်။ဒီဖြစ်ပျက်ကလေးကဒီမှာပါကိုအဓိကကျွန်မပြောချင်လဲဆိုသခင်ရှုက love ချစ်ခြင်းမြတ်တော်ပေးတဲ့အခါမှာအချီနီဘောကိုမကြည့်ပါဘူး။တကယ်တမ်းပြောရင်ဒီတယောက်ကရှမာရိဖြစ်နေတယ်။ပြီးတော့အမျိုးသမီးဖြစ်နေတယ်။နောက်တနည်းလင်ငါးယောက်ရှိဖို့တဲ့သူတယောက်ဖြစ်နေတယ်။ အားနည်းချက်တွေများတယ်မပြည့်စုံမှုတွေများတဲ့သူဖြစ်ပြီးသခင်ယေရှုကအချင်းနေပုံမကြည့်ဘူးဖယားရဲ့မြင့်တာနဲ့ချက်တယ်ကယ်တင်ခြင်းထာဝရအသက်ဆန်းရေကိုပေးတယ်ဒါကြောင့်မလို့ကျမတို့ပထမဦးဆုံးဖယားရဲ့စကားကိုနားထောင်နေဆိုရက် love ကအချင်းနေကို မကြည့်ဘဲနဲ့သခင်ယေရှုကကျမတို့ကိုဖယားသခင်ကကျမတို့ကိုချစ်တယ်လို့ကျမတို့ကလည်းသူတပောင်းကိုပြန်ပြီးတော့ချစ်ချင်းမြတ်တာကိုပေါ်ပြခြင်းတည်း ဖယားရဲ့စကားကိုနားထောင်ခြင်းပဲဖြစ်ပါတယ်။ဖယားရဲ့ချစ်ခြင်းမြတ်တာဟာကြောက်ရွံ့မှုကိုကင်းတယ်၊လုံခြုံမှုနဲ့ယုံကြည်စိတ်ချမှုကိုကျေးဇူးတော်ကြောင့်ရတယ်။ဒါကြောင့်ပထမဦးဆုံး listen ဆိုတဲ့စကားမှာကျမတို့ love ချစ်ခြင်းမြတ်တာကိုပေါ်ပြပါ။ပေါ်ပြတဲ့အခါမှာလေသူအားနည်းလို့သူ့ရဲ့မပြည့်စုံမှုတွေသူ့ရဲ့အပြစ်တွေပေါ်မကြည့်ပဲနဲ့ချစ်ခြင်းမြတ်တာနဲ့လက်ခံဖို့ဆက်ဆံဖို့ဖြစ်တယ်ဆိုတာက ပထမတစ်ချက်ဖြစ်ပါတယ် ဒုတိယတစ်ချက် I inquirer ရှမာကုခရဝင်ခန်းကြီးတစင်အငယ်46ကနေ52ကိုကြည့်တဲ့အခါမှာပါတိမဲယေရှုရဲ့လူကန်းတယောက်ရှိပါတယ်။တခင်ရှုဟာယေရီခေါမြို့ကိုရောက်လာတယ်။ရောက်လာတဲ့အခါမှာပါတိမဲယေရှုရဲ့လူကန်းတခင်ရှုနာမည်လေးကြားရောဒါဝိရဲ့သားတော်ယေရှုကျွန်ုပ်ကိုကယ်မတနာတော်မူပါလို့သူကအော်တယ် ူအားရပါရဟစ်ကြော်ဒါပေမဲ့လူတွေကတိတ်တိတ်နေသခင်ရှုတမအလုံညာနေတယ်မရဘူးဗာဒီမဲရသူအချိထအောင်အကျွန်ုပ်ကိုကေမတနာတော့ပါဒါဝိဤသားတော့သူထအောင်ရဲ့ခါမှာသခင်ရှုကရက်လိုက်ပြီးတော့မှသူ့ကိုခေါ်ခဲ့ခိုင်းတယ်ဒီခါမှာလူကန်းကိုလူတွေကတွဲပြီးတော့အဝတ်ကိုခြုံပြီးပြီးတော့ခေါ်လာတဲ့အခါမှာသခင်ယေရှုကသူ့ကိုမေးလိုက်တယ် တင်လိုက်အဘယ်တော့ပြုတ်စီလို့လဲဘာလုပ်ပေးရမလဲလို့သခင်ရှုကမေးတယ်အမှန်တော့သခင်ရှုသိပါပဲမတောင်းခင်ကတည်းကသိတယ်ဘာကြည့်လဲသူမျက်စိမြင်ချင်တာပေါ့ဒါကိုသခင်ရှုသိတယ်ဒါမဲ့သခင်ရှုကမေးလိုက်တယ်ဘာလုပ်ပေးရမလဲမေးတဲ့အခါမှာဘာကြည့်မေးကအစ်ကျွန်ုပ်ကိုမျက်စိမြင်စီခြင်းကပြုတ်တော်မူပါဟုလူကန်းကရှောက်တယ် မျက်စိမြင်ခြင်းအဲ့တော့သခင်ရှုကတင်းဤယုံကြည်ခြင်းဒီတင့်ကိုကယ်မပြီလို့မိန့်တော်မူတဲ့ခဏချင်းမှာမျက်စိမြင်ပြီးတော့သခင်ရှုရဲ့နောက်တော်လိုက်တယ်အဲ့တော့ဒီဖြစ်ဖြစ်ကလေးမှာကြည့်တဲ့အခါမှာဗာတိမဲကိုသခင်ရှုက inquire လုပ်တယ်ဘာလုပ်စီခြင်းလဲအဖေတို့ပြုတ်စီလို့လဲမင်းမြန်တယ် ဒီလိုပဲဒီနေ့သခင်ရှုကလည်းကျမတို့ကိုလည်းသူလှုပ်ပြီးချင်တယ်ကျမတို့ကိုကောင်းခြင်းအရှင်းပေးချင်တယ်ကျမတို့မတောင်းခင်ကလေးကပင်ပေးချင်နေတဲ့အရှင်ဒါပေမဲ့ကျမတို့ကိုလည်းတောင်းစီချင်သူဘလို့လုံးရမလဲသခင်ရှုကစောင့်နေတယ်ကျမတို့ကိုဘလို့မြန်ပြုတ်ပေးရမလဲကျမတို့ရဲ့အမေးကိုစောင့်ကျမတို့သူရှိကိုတုံးဝင်ချစ်ကမှုကိုသခင်ကညှော်နေတယ် ဒီလိုအသက်တာမျိုးဖြစ်တဲ့အတွက်ကျမတို့သည်သခင်ရဲ့ရှေ့ကိုတိုးဝင်ပါသခင်ရှုဖရာဖရာသခင်ရှိမှဒါလိုချင်ပါ रे ဒါတွေဖြစ်ပြနေပါ रे ပြောဆိုဖို့လိုအပ်ပါ रे ဒါဟာဖရာရဲ့စကားကိုနားထောင်ခြင်းသခင်ရှုရှိကိုတောင်းလျှောက်ခြင်းသည်ဖရာရဲ့စကားတော်ကိုနားထောင်ခြင်းပဲဖြစ်တယ်ဆိုတာကဒုတိယတစ်ချက်ဖြစ်ပါ रे တတိယတစ်ချက် S stop ရှင်လူကခရွေခန်းကြီးရှစ်အငယ်52ကနေ50ခွန်မှာစက်နှစ်နှစ်ပတ်လုံးသွေးတော်နာစိုးရတဲ့အမျိုးသမီးအဲ့ဒီအမျိုးသမီးဟာသူ့ရဲ့အနာအတွက်သူကုသတဲ့အခါမှာစေးသမားရှိသမျှလဲကုန်ပြီသူ့ဥစ္စာရှိသမျှလဲကုန်ပြီဘယ်နေရာမှာကုနေတယ်ဆိုသူသွားကုတယ်သွားပြတယ်ဒါပေမဲ့သူလုံးဝမတက်တော့ ဒီခါမှာသခင်ရှုရဲ့အကြောင်းကိုလဲကြားရော သခင်ရှုရဲ့နောက်တော်ကိုလိုက်ပြီးတော့ဘဘွားကိုတို့လိုက်တဲ့အခါမှာခဏချင်းမှပဲသွေးတော်နာကပျောက်သွားတယ်။ဒီအမျိုးသမီးဒါပေမဲ့သခင်ရှုကသူတည်တယ်။လူကြားထဲမှာသခင်ရှုရောက်နေတယ်။သခင်ရှုပတ်ဝန်းကျင်မှာလူတွေကရှုပ်ရှက်ခံနေတယ်။အဲ့တော့ပေတရုကပြောတယ်မဟုတ်ဘူး။ဒီနားမှာလူတွေဒီလောက်များနေတာ ကိုတော့ဘဘွားတော့ကိုဘသူတို့လဲလို့မမေးပါနဲ့တိုက်မိခိုက်မိကြမှာပဲလို့ပြောပြီမယ်လေသခင်ယေရှုကတည်တယ်တစုံတယောက်တော်သူသည်ငါ့ကိုတို့တယ်ငါ့ကိုကနေတကိုးထွက်တယ်လို့သခင်ယေရှုကပြောလိုက်တယ်ဒီခါမှာမိမကသူပုန်းဆောင်လို့မနေနိုင်ဘူးသူအရဲကြောက်တယ်တုံတုံလှုပ်လှုပ်နဲ့သူသခင်ယေရှုကိုပြောတယ် သူတို့လိုက်တာပါလို့ပြောတဲ့အခါမှာသူတို့တယ်သူသွေးတုံတာဆွေးနေလို့တို့တယ်ဒါပေမဲ့ချစ်ချင်းချမ်းသာတယ်ဆိုပြီးလူပေါင်းရှေ့မှာပြောင်းဝပြီးတော့ကြားလျှောက်တယ်ဖေတခင်ရှုကိုပြောတဲ့အခါမှာကိုတော်ကငါသမီးမစိုးရင်နေတင်းယုံကြည်ခြင်းတည်တင့်အနာကိုငြိမ်းပြီးငြိမ်ခုစွာတော်လို့တခင်ရှုကပြောလိုက်တယ်ဒီဖြစ်ပြက်မှာကြည့်တဲ့အခါမှာတခင်ရှုကအဲ့ချိန်ကအလုံများတယ်ဘာလို့လဲဆိုတော့ အဲ့ဒီမတိုင်ခင်ယာဣယုဆိုတဲ့တရားစီရင်မှုဟာသခင်ရှုချေရင်ကိုလာပြီးတော့သူ့ရဲ့တမီးစနစ်နှစ်တူရီသောတမီးတည်တော့မယ်နောက်ဆုံးချိန်ရှိပြီအိမ်ကိုကြွပေးပါလို့လာတောင်းမှန်တယ်သူ့နောက်လိုက်တယ်နဲ့လာတောင်းမှန်တော့သခင်ရှုရဲ့ပတ်လည်မှာလူတွေအရမ်းများတယ်သခင်ရှုကလည်းတကယ်အလုတ်ရှုံနေရဒီတရားစီရင်မှုနောက်ကိုလိုက်ဖို့သူလုံနေတဲ့အချိန်ဖြစ်ပါတယ်ဒါပေမဲ့သခင်ရှုက stop လုပ်လိုက်တယ် သူဘလောက်အလုံများများလုံနေတဲ့သူငုံနေတဲ့သူရဲ့အတန်ကိုတခင်ရှုကနားထောင်ခြင်းတဲ့အတွက်သူ stop လုပ်လိုက်တယ်။ဒါကြောင့်ဒီနေ့ကျမတို့အသက်တာမှာတခင်ရှုကလည်းကျမတို့အတွက်အမြင့်တဲ့အစဉ်သင်ရှိတယ်။သူမှာ ကျမတို့အတွက်ကိုနားထောင်ပေးဖို့အဆင်ပြေရှိတယ်ဆိုတာပထမတစ်ချက်တွေ့ရဒုတိယတစ်ချက်ကျမတို့တွေတစ်ခါတလေမှာအလုတ်များတယ်အလုတ်များတယ်လို့ပြောပြီးတော့လိုနေတဲ့သူငိုနေတဲ့သူရဲ့အတန်လေးကိုကျမတို့မကြားမိတော့ဖခင်ရဲ့အတန်ကိုကျမတို့မနဲ့စောစောထားပြီးတော့နားမထောင်မိတော့ဒီလိုမျိုးတွေမဖြစ်ဖို့ကျမတို့ stop လုပ်ဖို့လိုပါ ဖယားရဲ့စကားကိုနားထောင်နိုင်ဖို့ကျမတို့လောကအလုပ်တွေရှုပ်ထွေးနေတဲ့အထက်ကလောကရဲ့ရှုပ်ထွေးလာတဲ့အတန်တွေကြားရရနေ stop လုပ်ပြီးတော့ဖယားရဲ့အတန်ကိုနားထောင်ဖို့ကနံပါတ်၁ဒုတိယတစ်ချက်ကတော့ကျမတို့ဘလောက်အလုပ်များများဖယားစီခိုင်းနေလူနေတဲ့သူငိုနေတဲ့သူတွေရဲ့အတန်ကိုကြားပြီးတော့ကူညီပေးဖို့ကတော့ဒုတိယတစ်ချက်ဖြစ်ပါတယ် ဒါကြောင့်ဘဝမှာ stop လုပ်ရမယ့်အချိန်မှာ stop လုပ်ပြီးတော့ဖယားရဲ့စကားကိုနားထောင်ဖို့လိုအပ်တာဖြစ်ပါလေ။စဒုထစကလုံးလေးရတော့ P ဆိုတဲ့စကလုံးလေး T ကတော့ဗာလဲဆိုတော့ test ဖြစ်ပါတယ်။ဟေပြေခန်းစီစနစ်အငယ်9ကနေခုနှစ်ကိုကြည့်တဲ့အခါမှာဘာကိုဖော်ပြထားလဲဆိုတော့ထိုမတပါငါသာထာဝရပြောင်းဆုံးမတော်မူခြင်းကိုမမှတ်ဖဲမနေနေ တင်းအဖြစ်ကိုစစ်ဆေးရုံတော့ကစိတ်မပြတ်မီသာရပြားသည်ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏လက်ခံတော်မူသည်မျှသောသားတို့ကိုတန်ခတ်တော်မူတတ်၏ဟုသူငယ်တို့ကိုဆိုတကယ်သူတင်တို့ကိုပြောဆိုသောဩဝါဒစကားကိုမေးလျောကြသလိုတင်တို့သည်ဆုံးမတော်မူခြင်းကိုခံနေသားတို့ကိုပြုတကယ်သူဖျားသခင်သည်တင်တို့ကိုပြုတော်မူ၏အကြောင်းမူကားအဘဆုံးမသော မဆုံးမသောသားတစုံတယောက်ရှိသလိုဒါကြောင့်ကျမတို့တက်ဆိုတဲ့အနေမှာဖျားသခင်ကတစ်ခါလေကျမတို့ကိုစစ်ဆေးပေးပါတယ်။သူကမြင်သားစွာနဲ့ပုတ်သားသမီးရဲ့ရင်ထဲမှာဘလို့ခံစားနေရလဲဆိုတာကိုသခင်ကစစ်ပေးပါတယ်။တစ်ခါသခင်ဘာလို့စစ်လဲဆိုတော့ချစ်လို့စစ်တာပါ။သူဘာလို့ဆုံးမလဲဆိုတော့ချစ်လို့ဆုံးမတာသူ့ သားမလို့ကျမတို့တွေကဖခင်သားသမီးမှန်ရင်ဆုံးမခြင်းကိုခံရမယ်။ဒါကိုကျမတို့မမေ့ပါနဲ့။ဒါကြောင့်ဖခင်သခင်ကကိုယ့်ကိုစစ်ဆေးတဲ့အခါမှာစိတ်မပြတ်ပါနဲ့။အဲ့လိုစစ်ဆေးတဲ့အချိန်မှာဖခင်သခင်ကိုယ့်ကိုပါတော်တင်နေလေနှုတ်ကပတ်တော်နေပြန်စစ်ပြီးတော့ဖခင်စကားကိုနားထောင်ခြင်းက test လုပ်ခြင်းကိုလက်ခံခြင်းပဲဖြစ်ပါတယ်။ကျမတို့ယုံမှား အခက်အခဲတွေတွေ့ရင်စုံစမ်းစစ်ဆေးခြင်းကိုခံရတယ်ဖယားသခင်ချစ်လို့စစ်တာပါငါဖယားရဲ့တားမှန်လို့စစ်ခံရတယ်ဒါကြောင့်စစ်ဆေးခြင်းကိုနာခံရင်းနဲ့ဖယားကိုကိုဒီစစ်ဆေးခြင်းရတယ်ဘာတုံတင်နေလဲဆိုတာကနာခံခြင်းဟာဖယားရဲ့စကားကိုနားထောင်ခြင်းပဲဖြစ်ပါတယ် e e ရတော့ engage ဖြစ်ပါတယ်ရှမသက်ခရစ်ဝင်ခန်းကြီး19အငယ်14မှာကြည့်တဲ့အခါမှာ ခင်ရှုစီကိုမိဘတွေကသူတို့ခက်လေးတွေကိုခေါ်လာတယ်။လက်ကိုတင်ပြီးတော့မြစ်တာပို့ဆုတောင်းခြင်းကိုခံခြင်းလို့သူတို့ရဲ့သားသမီးတွေကိုသခင်ရှုရဲ့အထံတော်ကိုခေါ်လာကြတယ်။ခေါ်လာတဲ့အခါမှာတပည့်တော်တွေကမကြိုက်ဘူးအပြစ်တင်တယ်။ပခင်ရှုနာကိုဒီခက်လေးတွေခေါ်လာတာလုံးဝမကြိုက်ဘူး။ ဒီကမှသခင်ယေရှုကထိုသူငယ်တို့ကိုရှိစေတော့ငါထံသို့လာသည်ကိုမစည်းတားနှင့်ကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်တယ်။သခင်ယေရှုကဘာလုပ်ပြီးလဲဆိုတော့စိတ်ဆိုးနေတဲ့အပြစ်တင်နေတဲ့တပည့်တော်နဲ့ဒီကလေးမိဘတွေကြားထဲမှာ engage လုပ်ပြီးရယ်။ရှိပါစေ။သခင်ယေရှုကလာပါစေကလေးတွေသူ့စီကို လာပါစေ။ ဒါတော့လို့ကျမတို့ရဲ့အသက်တာမှာ engage လုပ်ပြီးတတ်ဖို့လိုတယ်။အဆင်မပြေနေတဲ့အဖွဲ့အစည်းတွေအဆင်မပြေနေတဲ့ relationship တွေအတွက်ကျမတို့က engage စိတ်ဆက်ပြီးတဲ့သူကိုကလေကိုကြောင့်ရန်ကို မီးပွားစတဲ့သူ မီးပွားတို့တဲ့သူ မီးစရှို့တဲ့သူမဖြစ်ရဘဲနဲ့ engage လုပ်ပြီးတဲ့သူအဆင်မပြေနေတဲ့အဖွဲ့အစည်းတွေလူတွေ relationship တွေအတွက် ကိုက engage လုပ်ပြီးနိုင်တဲ့သူ ချင်းရပါမယ်။ထိုကဲ့သို့လှုပ်ချင်းရဖယားရဲ့စကားကိုနားထောင်နေအသက်တာပဲဖြစ်ပါတယ်။သူ့အပြစ် his fault her fault their fault not me ဒီမှာကျွန်မပုံလေးပြထားတယ်။လက်ညှိုးထိုးနေရဒါသူ့ရဲ့အပြစ်ဒါသူ့မရဲ့အပြစ်ဒါသူတို့ရဲ့အပြစ် not me ငါကြောင့်မဟုတ်ဘူးဖြစ်နေတဲ့အဖြစ်အပျက်တရားငါကြောင့်မဟုတ်သူတို့မားနေတာအဲ့လိုမျိုးမဟုတ်ဘဲနဲ့ဖယားသားသမီးမှန်ရင် ဖျားစကားတော်ကိုနားထောင်နေသူမှန်ရင် engage လုပ်သေးတတ်တယ်အသက်တာဖြစ်ဖို့လိုပါပဲစီလုံးညီညွတ်မှုတွေကိုတည်ဆောက်ပေးတဲ့အသက်တာစိစက်ပေးတဲ့အသက်တာဖြစ်ရမှာကတော့ဖျားသားသမီးတွေရဲ့တာဝန်ဖျားကိုယုံကြည်သူတွေရဲ့တာဝန်ဖျားစကားတော်ကိုနားထောင်နေသူတွေရဲ့တာဝန်ကတော့ engage လုပ်ပေးတတ်တဲ့အသက်တာရှိနေပြီဆိုတာပြီးမှဖို့ဖြစ်ပါတယ် နောက်ဆုံးတစ်ချက်က nash nash ကဘာလဲဆိုတော့အားပေးတာဖြစ်ပါတယ်။သခင်ယေရှုကလေတမန်တော်တွေကိုသူ့နောက်လိုက်ဖို့ခေါ်တဲ့အခါမှာဘလို့ပြောလိုက်လေထိုသူတို့အားငါနောက်သူလိုက်ကြလို့သင်တို့ဒီလူကိုမျှသောတငါဖြစ်စီခြင်းကငါပြုနေလို့အမိန်တော်ရှိတယ်။ဒီငါများတဲ့သူတွေတာမန်ငါများသမားတွေသူတို့အားငယ်ပါတယ်။အခြေခံလူဒန်းစားတွေဖြစ်ပါတယ်။ သူတို့အားငယ်ဒီခါမှသခင်ရှုကဘလို့အားပေးလဲသင်တို့ငါခေါ်တဲ့အခါမှာလူကိုများတဲ့တငါတကယ်ကို powerful စုကြည်စုရင်သခင်ကပေးတာမန်လူမဟုတ်တော့အားပေးတယ်သခင်ကလူတယောက်ကိုသခင်ရှုကလည်းအမြဲတမ်းအားပေးတယ်ဘတော်မှလည်းဖြိနှိပ်တဲ့စကားအပြစ်တင်တဲ့စကားမပြောခုနရေရင်းသားအမျိုးသမီး ပြေးတဲ့အခါသွေးတော်နာဆွဲတဲ့အမျိုးသမီးပါတီမယ်လူကန်းပါတီမယ်ကြည့်ခဲ့ပါသခင်ယေရှုအပြစ်တင်တဲ့စကားတခေါ်မှမပြောအာပီးပြီးတော့မြစ်တာကိုပေါ်ပြပြီးတော့ပဲသခင်ယေရှုကလူတွေကိုဆွဲခေါ်တယ်ဒီနေ့ကျမတို့ရဲ့အသက်တာမှာ notch ဖြစ်ဖို့လိုတယ်သူတပောင်းအာပီးတဲ့အသက်တာဖြစ်ဖို့လိုတယ်လို့ကိုကိုကိုလည်းအာပီးတတ်ဖို့လိုတယ်ကိုကဖျားပြီးစုဂျေစုပိုင်ဆိုင်နေတယ်ဖျားတာသမီး တန်ဖိုးရှိတဲ့သူ အရေးချင်းရှိတဲ့သူဖြစ်ပါတယ်ကိုကိုကိုမသိငယ်ပါနဲ့ကိုကိုကို အားမငယ်ပါနဲ့ဖခင်အားဖြင့်သခင်ရှုအားဖြင့်အရာခက်သိန်းကိုတတ်ဆွမ်းနိုင်တဲ့သူဖြစ်တယ်ကိုကိုကိုလည်းအားပေးပါသူတပါးကိုလည်းအားပေးပါသူတပါးကိုလည်း appreciate လုပ်ပေးပါဘတော်မှသူတပါးကို judge မလုပ်ပါနဲ့ appreciate လုပ်ပေးတတ်တဲ့အသက်တာထိုကဲ့သို့သောသူသည်ဖခင်ရဲ့စကားတော်ကိုနားထောင်နေတဲ့သူဖြစ်ပါတယ် ဖះစကားတော်ကိုတကယ်နားထောင်လားမနားထောင်လားဆိုတော့ယုံကြည်သူရဲ့အသက်တောင်ကြည့်ပါမြင်နေသူက သူတပားပုံမှာဘရောမဂျတ်ဂျ်မရှိဘူးသူတပားကိုပဲလက်ညှိုးထိုးအပြစ်ပုံချနေတယ်သူမဟုတ်ဘူးသူတပားကိုအားပေးတတ်တယ်ဆွဲခေါ်တတ်တယ်သူတပားကိုခွဲခြားဆက်ဆံမှုတွေဖိနှိပ်မှုတွေဘတော်မှမလုပ်ဘူးအဲ့ဒီလူတည်တေးကြတယ်ဖះစကားကိုနားထောင်နေသူဖះသားသမီးပြီးသားတဲ့သူယုံကြည်သူလူစစ်ဖြစ်တယ်ဆိုတာပေါ်နေပါတယ် ဒါကြောင့်ဒီနေ့ကျမတို့ listen ဖယားရဲ့စကားကိုနားထောင်ဖို့ L I S T E N love လို့ပါချစ်ပေးဖို့နားလေပေးဖို့လို့ရယ် inquire ပါလို့အဲ့ဒီလေသခင်ရှုကအပေတို့ပြုစီလို့နေသခင်ရှုစောင့်နေကျမတို့သခင်ရှုရှေ့ကိုသွားပါတိုးဝင်ပါခေါ်ပြဖို့လို့တယ် ကို့နဘေးနားမှာလိုနေတဲ့သူငိုနေတဲ့သူလဲဘာတွေ inquiry ဖြစ်နေလဲသူတို့ဘာတွေလိုနေလဲကျမတို့မေးမြန်းမှာသူတို့ရဲ့အတန်တွေကိုကြားပါကုညီပါမစားဖို့လိုအပ်တယ်နောက်တစ်ခု stop ဘလောက်ပဲအလုပ်များနေလဲဖျားခိုင်းတာအတွက်ကို ကျမတို့ရဲ့များနေတဲ့အလုပ်တွေကိုရပ်ပြီးတော့ကိုရောအတန်ကိုနားထောင်ပြီးတော့လှုပ်ဆောင်ဖို့လိုတယ် test စုံစမ်းခြင်းတွေစစ်ဆေးခြင်းတွေလာတဲ့အခါဖယားသားသမီးဖြစ်လို့ခံရတာဒီတွေ့နောင်ကြတဲ့ဖယားရဲ့ဘက်ကိုပြန်လှည့်ဖို့လိုအပ်ပါတယ်နောက်ဆုံးတစ်ခုက engage စိတ်ဆက်ပေးပါကိုကြောင့်သူတစ်ပါးကိုစေတနာတွေတိုးပွားမသွားပါစေနဲ့ကိုကြောင့်ကိုရဲ့အပြောကြောင့်ကိုရဲ့လှုပ်ဆောင်ခြင်းကြောင့်စေတနာတွေကြီးထွားသွား မလုပ်ပါနဲ့ engage လုပ်ပြီးရဲ့သူစိတ်ဆက်ပြီးရဲ့သူဖြန့်ပြေးပြီးတဲ့သူရံကိုပြင်းငိမ့်စေတဲ့သူစီးလုံးညီညွတ်မှုကို ဖြစ်စေတဲ့သူ ဖြစ်ချင်းသည်ဖယားရဲ့စကားတော်ကိုနားထောင်နေအသက်တာနဲ့အသက်ရှင်နေသူဖြစ်ပါတယ်နောက်ဆုံးတစ်ချက် nush အားပေးပါသူတပားကိုအားပေးပါကောင်းတဲ့စကားချိုးသားတဲ့စကားနဲ့ပဲသူတပားကိုအားပေးပါမြတ်တာကိုပေါ်ပြပေးပါဒီချိန်လူတွေမြတ်တာရမ်းငတ်ပါ စိတ်တရင်ပင်ပန်းကြတဲ့အချိန်ဖြစ်ပါတယ်။စိုးရိမ်မှုတွေများကြတဲ့လောကသားတွေအတွက်ကိုယ်က nudge ဖြစ်ပေးပါ အားပေးစကားပြောတတ်တဲ့အသက်တာမဆတတ်တဲ့အသက်တာဖြစ်စီသူကိုကိုယ်တိုင်လေးဖျားနေအားရှိမှာငါသည်သခင်ရှုအားဖြင့်အောင်မြင်တော်သူချမ်းမာတော်သူဝမ်းမြောက်တော်သူငြိမ်သက်တော်သူကိုကိုကိုလည်း nudge လုပ်တဲ့အသက်တာတွေဖြစ်ဖို့လိုပါတယ်။ဒါကြောင့်ရှင်လူကခရစ်ဝင်ခန်းကြီး7အငယ်28 ကိုယ်တော်ကဖယားသခင်နှုတ်ကပတ်တရားတော်ကိုနာ၍ကျင့်ဆောင်တော်မူပြီးမျက်စွာတော်မူပါရှေ့ဒီနေ့ကျမတို့ကြားခဲ့တဲ့တရားစကား listen အဲ့ဒါကိုကျင့်ဆောင်ပါလက်တွေ့လှုပ်ဆောင်ပါဒါဆိုရင်မျက်စွာတော်မင်္ဂလာကြီးရရှိပါမယ်ပြီးရင်ကျမအခြေပြုဖတ်သွားတယ်လို့တုတ်တန်ခန်းကြီး1အငယ်33မှာလို့လေကျမတို့ဖယားရဲ့စကားကိုနာခံမယ်ဆိုရင်လုံခြုံစွာနေရပါမယ် ဘေးကိုမကြောက်ပါဘူးငြိမ်ဝတ်ချင်းချမ်းသာကိုခံစားရမယ်ဆိုတာကိုလေဒီနေ့တိမတ်ယုံကြည်ရင်းနဲ့ဖခင်ရဲ့စကားတော်ကိုနားထောင်တော့အသက်တာများဖြစ်နေဆက်လက်ရှောက်လန်းကြပါစို့အသက်ရှင်ကြပါစို့လို့နှုတ်ကပတ်တော်နဲ့အားပေးချင်ပါတယ်အားလုံးကိုသူလေးဂျေဆုတင်ပါ